2025ခုနှစ်ဇော်လိုင်လ27ရက်နေ့စနေနေ့မနက်6:00နာရီဂျိုလိုကပေးပို့တဲ့အချက်လက်တွေကတဘာဝဘေးရနယ်ကြောက်ရောက်နေတဲ့မြန်မာပြည်ကိုဘယ်လိုနေရာတွေမိုးတဲထန်စွာရောနိုင်လဲမိုးများနေလဲဆိုတာဆက်လက်လေ့လာကြမှာဖြစ်ပါ ကျွန်တော်တို့လေ့လာတဲ့ကျွန်တော်တို့ရဲ့နေ့စနစ်ရလေစီးကြောင်းနဲ့အပူချိန်များကိုကျွန်တော်တို့စတင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီကနေ့မနက် လေစီကြောင်းတိုင်းတာကြမြအရာပင်လယ်ပြင်နဲ့ကပ်ရဲ့လေစီကြောင်းဟာအိန္ဒိယသမုတ်တရာကနေပြီးတော့ဘင်္ဂလားဒေ့ရဲ့ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်တယ်လို့ပဲဟိမွန်တာတောင်တန်းကိုသွားနေရတာတွေ့ရပါတယ်။ဘာကြောင့်မလို့ဒီနေရာမှာမုတ်တုံလေးအားကောင်းလဲဆိုတာကိုကျွန်တော်တို့လေ့လာဖို့လိုအပ်လာပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်အပူအေးဖလှယ်တဲ့နေရာမှာကိုအသုံးပြုရမှာဖြစ်ပါတယ်။ကြီးမားတဲ့ပင်လယ်သမုတ်တရာတဲကအပူရင်တွေဟာ ိမဝန္တာ တောင်နားမှာရှိတဲ့အေးရှိတဲ့နေရာကို အပူအေးဖလှယ်ဖို့အတွက်လေတိုက်ခတ်မှုတွေဖြစ်လာရင်းနဲ့ပို့ပြီးတော့မှလေစီးကြောင်းကြီးတွေဖြစ်လာတဲ့ဆိုတော့ပုံသင်လေးရှိပါတယ်။ပေ1900အထက်ကို တက်ကြည့်လိုက်မှဆိုလို့ရှိရင်ဒီမြေပြင်ကအပူချိန်နေပင်လယ်ပြင်ကအပူချိန်နေဟာဟိမဝန္တာတောင်တန်းရဲ့အပေါ်မှာတွားပြီးတော့အများကြီး ပုံနေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါဟာအပူအေးဖလှယ်ခြင်းညမှာ ਨੇ လက်ရှိဖြစ်ပျက်နေတဲ့အနေထားပါ။အဲ့တော့သမုတ်တရားနဲ့ပင်လယ်ကထုတ်တဲ့ရေငွေ့တွေဗမာပြည်မှာဘယ်လိုမိုးရွာနိုင်လဲဆက်တဲ့လေးလာကြမှာဖြစ်ပါတယ်။ဒီကနေ့21ရက်နေ့မှာ ကိုကိုကျွန်းကနေပြီးတော့မြမကံယုံရန်တစ်ချောက်လုံးမှာနေရာပွက်ပြီးတော့မိုးတီးထန်စွာရွာသွန်းနေတဲ့အတွက်ကြောင့်မလို့ မွန်ပြည်နယ်တနင်္လာရီတိုင်းမှာ မိုးရေကြီးတိတ်သန်းသွားလက်မစစ်တောင်းမြေဘွားမှာ မိုးရေကြီးတလက်မရရှိပြီးတော့မြန်မာပြည်အလဲပိုင်းမှာမိုးအနေငယ်ပါသွားတာတွေ့ရပြီမဲ့လေရခိုင်ပြည်နယ်နဲ့ချင်းတောင်တန်းအစပ်မှာတော့မိုးရေကြီးသုံးလက်မလောက်ထိမိုးသဲထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေရှိပါတယ်ထို့အတူချင်းတောင်တန်းသခိုင်တိုင်းအထက်ပိုင်း ကချင်ပြည်နယ်အောက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်တို့မှာဆိုလို့ရှိရင်တော့မိုးရည်ကြီးတိတက်တမ6လမဝန်းကျင်ရရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်အရှေ့ဘက်ချမ်းမှာမိုးရည်ကြီး3.5လောက်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုသတိပေးလိုပါတယ်တနင်္ဂနွေနေ့22ရက်နေ့မှာတော့တနင်္လာရီတိုင်း တစ်ခုလုံးဟာငိုးရရင်6လမလောက်အထိရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့တောင်ပြိုခြင်းတံတားပြိုခြင်းတောင်ကြီးမှာနေထိုင်တဲ့လူတွေအတွက်ရှောင်ရှားဖို့အတွက်သတိပေးပါရန်မြတ်တာရခတ်ပါတယ်။သို့တူအေယာဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်ရခိုင်ပြည်နယ်ထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းအနောက်ပိုင်း ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့သတိထားမယ့်နေရာကတော့ရွှေဘိုနမ်တူ မြစ်ကြီးနာချင်းတွင်းမြို့တို့တစ်လျှောက်မှာမိုးရေကြီးလေးလမလောက်ထိ နေရာကွက်ပြီးတော့မိုးတိထနိုင်တဲ့အခြေအားမျိုးရှိတယ်လို့ပဲရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာလည်းမိုးရေကြီး 3လက်မကနေပြီးတော့3.5လက်မလောက်ဒီနေရာကွက်ပြီးတော့မိုးတီးထန်းသွားရွာနိုင်တဲ့အနေအထားရှိပါတယ်23ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အထက်ပိုင်းမှာမိုးနှဲငယ်ပါသွားတယ်ဆိုပေမဲ့လည်းချင်းပြည်နယ်နဲ့စကိုင်းတိုင်းစစ်ဆက်ဒေသချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူ ကရင်ပြည်နယ် မွန်ပြည်နယ်သတင်းဓာတ်ရိုက်တိုင်းတို့မှာ နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးသီးထန်နိုင်တဲ့နေသားရှိပါတယ်မိုးရကြိမ်လေးလမလောက်ထိရွာသွန်းနိုင်တဲ့နေသားဟာအန္တရာယ်ပြရောက်နိုင်တဲ့နေသားဖြစ်ပါတယ်လာမယ့်24ရက်နေ့မှာတော့မြန်မာပြည်အလဲပိုင်းကမန္တလေးနဲ့နေပြည်တော်မှာလွဲပြင်းကြံတဲ့အတိုင်းနဲ့ဒေသတွေမှာနေရာကျဲကျဲမိုးရွာသွန်းပြီးတော့ဒီအွားရောင်ပြနေတဲ့ကချင်ပြည်နယ် စကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မန္တလေးတိုင်းတို့မှာဆိုလို့ရှိရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်စကိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးရေချိန်၃လမထို့တူစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်အရှိမြောက်ကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းမှာ မိုးရေချိန်3.5လောက်အထိ ရုတ်တရက်မိုးကြီးခြင်းနဲ့ရင်ဆိုင်ရဝယ်ရှိပါတယ်။ဒီကနေ့21ရက်နေ့ကနေပြီးတော့မှ26ရက်နေ့အထိရနိုင်တဲ့မိုးရေချိန်ကိုခမန်းကြည့်တဲ့အခါမှာမြန်မာနိုင်ငံအနှံ့ပြားမှာမိုးရေချိန်6လမကနေပြီးတော့9လမနီးပါးရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်တော့ရေကြီးနေတဲ့ဒေသတွေရေကြီးနိုင်တဲ့ဒေသတွေမှာကျွန်တော်တို့မိုးရေကြီးခြင်းနဲ့ ရင်ဆိုင်ရဝယ်ရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာ မိုးရေချိန်15လက်မကနေပြီးတော့16လက်မလောက်ထိရနိုင်တဲ့အနေအထားအားလုံးပြင်ဆင်ကြဖို့အတွက်မြစ်တာရခံပါတယ်ကျွန်တော်တို့ရဲ့ယူကျွားနေတဲ့ဆင့်တဘာဝဘေးအန္တရာယ်အတွက်မျှဝေပေးသလိုပဲအင်တာနက်မရှိတဲ့နေရာတွေအတွက်ကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ MP3 file လုတ်ပြီးတော့ကိုသက်ထရေးနိုင် Telegram ကနေပြီးတော့ကျွန်တော်တို့ထုတ်လွှင့်ပေးနေပါတယ် ကျေးဇူးတင်ပါတယ်အားလုံးတဘာဝဘေးအန္တရာယ်ကြမှာကင်းဝေးကြပါစေခင်ဗျာ